အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်အောင်လည်းမင်္ဂလာပါ Carlo Ancelotti လက်ထက်မှာ Brazil ကတိတိတသာတိုးတက်လာတယ်သူအစပိုင်းလေးနည်းနည်းလေး struggle ဖြစ်တာမှန်ပေမဲ့ Ancelotti ကကမ္ဘာအဆင့်မီ World Class Manager ဖြစ်တဲ့အတွေ့အကြုံရရောသူ့ရဲ့အရေးသွေးနဲ့ဒါသူ့ရဲ့ဘယ်လိုပြောမလဲအချိန်ဝါးတွေအားလုံးဟာ Brazil သင်းရဲ့ပြုတ်ဒီဘယ်လိုပြောမလဲပြည်နေတဲ့ ထင်းစည်းကြီးကိုပြန်ပြီးစီးယုံနိုင်တဲ့အခြေအနေမျိုးစီးနိုင်တဲ့အခြေသွေးမျိုးလည်းရှိတယ်။ Ancelotti Brazil Lewis ရဲ့ဒီပြဖြစ်တာက Brazil တို့တကယ့်ကိုကောင်းသောဒါဘယ်လိုပြောမလဲခေါ်ယူမှုတစ်ခုဖြစ်တဲ့အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုပဲ။အခု Brazil ကသူ့လက်ထက်မှာ state game ပိုင်ကင်းတိုးတက်လာကျွန်တော် Brazil နဲ့ပတ်သက်လို့ကျွန်တော်ကြည့်တာဗျာ။အခု Korea ကိုသူတို့၅ခုပြတ်နိုင်တယ်။ Bolivia ကိုသူတို့၃ခုမရှိနဲ့နိုင်တယ်။ Chile ကို၃ခုပြတ်နိုင်တယ်။အဲဒါပေမဲ့ Bolivia ကိုသူတို့၃ခုမရှိနဲ့ရှုံးတဲ့ပွဲကအဲ့ချိန်က World Cup qualify အောင်သာပြီးသား။ဒါပေမဲ့အဲ့ပွဲမှာသူတို့ Brazil က ဒါဘယ်လိုပြောမလဲ Richardson တို့ Samuel ဆန်နေဟိုပါလဲ Samuel Leno တို့ Louis Henry တို့သူတို့အဓိကကစားသမားတွေပြန်လွှတ်လိုက်တာလဲပါတယ်ဒါပေမဲ့အဲ့ရှေ့မှာ Brazil က Paraguay ကိုနိုင်တယ်သူတို့ Brazil ကသူ Ancelotti လက်ထက်မရောက်ခင်လေးမှာသူတို့ Ecuador Ancelotti လက်ထက်ကစမယ်ဆိုရင် Ecuador ကိုတည်ကြတယ် Paraguay ကိုနိုင်တယ် Chile ကိုနိုင်တယ် Bolivia ကိုရှုံးပြီးတော့ Korea ကိုသူတို့နိုင်တယ်ဆိုတော့ Bolivia တပွဲတည်းကိုပဲမလိုအပ်တဲ့အချိန်မှာရှုံးပြီးတော့ကျွန်တော်တွေကသူတို့ clean sheet ရထားတယ်ဆိုတော့အဲ့မှာ ဒီနောက်ဆုံးကစားပွဲမှာအခု Chelsea အတွက်တကယ်ကိုတန်ဖိုးရှိတဲ့ချက်တိတ်လေးပဲ Aston Villa ကဒီချက်တိတ်လေးက Andre ကိုတော့ကြော်သွားပြီရှင်းရှင်းလေးပဲဒီတိုင်းဆို Anthony လည်းကြော်သွားပြီအဲ့ right back မှာအဲ့ Aston Villa ကိုနီးပြားကကြိုက်တယ်ဗျာဘာလို့ကြိုက်လဲဆိုပြီးခဲ့တဲ့ Bolivia ကိုသူတို့ရှုံးတဲ့ပွဲတော့ထားပါတော့အဲ့ Shea က Chile ကိုနိုင်တဲ့ပွဲမှာရောဒါနောက်ပိုင်းပွဲတွေကိုကြည့်လို့ရှင် Brazil တဲ့မှာအဲ့ Aston Villa ဟာဖြည်းဖြည်းချင်းစပြီးတော့နေရာရလာပြီ ဆိုသူ့ရဲ့ main position ကတော့သူကအဓိကလိုရမှာက Rafinha ဆိုဘရာဇီးမှာနေမာကိုမရွေးဘူးဆိုအဲ့ Estevez ကတေချာပေါက်ရမှာဘာလို့ Rafinha ကိုနီးပြအလဲမပူကြိုက်တယ်ဆိုတော့မနေ့ကဒီဘယ်လိုပြောမလဲ Rafinha မပါနိုင်ဘူး injury ဖြစ်နေတဲ့အတွက်ကြောင့်အခုဘရာဇီးသင်းက Estevez ကိုညာ Rodrigo ကို30ရူမှာတိုက်ရှိကမသေးကုညာနဲ့ပြီးတော့မှ Vinicius ကျွန်တော်ကတော့အမှန်တမ်းပြောကုညာကို30ရူပူကြိုက်တယ်ကုညာကို30 Rodrigo ကိုအထောင်ပြီးတော့မှ Vinicius ဒါမနေ့ကဘရာဇီးတိုက်ရှိကကိုရီးယားကိုဘာမှလုပ်လို့မရဘူးကိုရီးယားရဲ့ all time ဒါပွေကစားသူဖြစ် human son ဒါဒီဘယ်လိုပြောမလဲမှတ်တမ်းဝင်သွားတယ်မနေ့ကဆိုရင်ကိုရီးယားကဒါ541 formation မှာ Kim Min Joon တို့ Lee Kaung Min တို့ human son တို့တော်တော်များများပါတယ်ဒါပေမဲ့ကိုရီးယားလှုပ်လို့တော့မရဘူးဘာလို့ဒီနှစ်သင်းကြောင်းကွာတယ်ဗျဘရာဇီးကပြီးခဲ့တဲ့ World Cup တုန်းကလည်းကိုရီးယားကို knock out စိတ်မှာနိုင်ထားတယ်ဒီနှစ်ပွဲလည်း AACC ပဲနိုင်ထားပြီးတော့ဘရာဇီးကပထမပိုင်းမှာဒါ Estevel Willian နဲ့နောက်တစ်ပတ်က Rodrigo ရဲ့ twin ကိုနောက်တစ်ခါကျွန်တော် Brazil ကိုကြိုက်တဲ့အချက်က Carlo Casemiro တယောက်တည်းသူဒုက္ခရောက်တယ် လုံအားရောဝော်ရီရောအားကောင်းတဲ့ဘရူနိုဂူမာရက်ကိုထည့်တာဥမာ imagine ပြမန်ချက်စတာယူနိုက်တက်မှာဘာမှမလုပ်ဘူးဘရူနိုဂူမာရက်ကိုကစားမယ့်ကိုရအောင်ခေါ်လိုက်အဲဒါကက်ဆမီရိုအရန်တတ်တာအဲ့မှာယူနိုက်တက်ကွင်းလေကောင်းသွားမှာကျွန်တော်ဥမာပြောချင်တာပဲအန်ချလိုတီကကက်ဆမီရိုရဲ့အတွေ့အကြုံကိုသဘောကျတယ်ဒါပေမဲ့သူ့ခြေောက်ကအများကြီးမလိုက်နိုင်တော့ဘူးဆိုတော့ဘာလုပ်လဲလုံအားပိုကောင်းတဲ့ဒီဂျူလင်တမ်မဲ့၃၃ဂူမာရက်ပဲ၃၃ဒါပေမဲ့ဂူမာရက်ရှိမှာ vision ရှိတယ် vision ရှိတယ်ဂျူလင်တန်က world rate နဲ့ defensive ပိုင်း physical ပိုင်းအားကောင်းပေမဲ့ဒီ vision ကြတော့ Quimaris ကပိုကောင်းတယ်ကိုသွင်းအားလည်းကောင်းတယ်ဆိုတော့သူ့ရဲ့ဒါပါတနာကတော်တော်လေးတည်တာအဲ့ပါတနာကျွန်တော်မဖြတ်ဘူး Ancelotti တေချာပေါက်သုံးပါဒါအခုအဲ့နှစ်ယောက်ကပြီးတော့မှ Vinicius Junior သူ့ရဲ့ပုံစံကောင်းပေါ့လေသူ့ကိုအလွန်ဆိုအောက်လိုက်ပြန်သုံးလိုက်လို့ရင်းနဲ့သူဖြည်းဖြည်းချင်းသူ phone တွေပြန်တက်လာတယ် Rodrigo ကတော့ခံမှန်းခတ်တယ်ဒါဒီနေ့နှစ်ကိုသွင်းတာမှန်ပေမဲ့ကျွန်တော် Rodrigo ကိုကျွန်တော်အမြင်နဲ့ပြောဖို့ခတ်ပေမဲ့ဟိုဘချမ်းက Aston Villa ကတော့ Brazil အတွက်တကယ်ကိုအားကိုးရမယ်ချက်တိတ်လေးပဲဒါဒီနေ့သူပထမပိုင်း73မိနစ်နဲ့ဒါ40ကျော်မှာနှစ်ကိုးသွင်းတယ်ပထမပိုင်းမှာတကူဒုတိယပိုင်းမှာတကူသွင်းပြီးတော့မှရူဒရီโกကပထမပိုင်းမှာတကူဒုတိယပိုင်းမှာတကူဗီနီရှက်ကတကူကိုကတော့ဂိုးပြတ်တယ်ဗျာဒါပေမဲ့အဓိကဘာလဲဆိုဘရာဇီးမှာဗျာအခုကြည့်လိုက်လို့ရှိရင်ကျွန်တော်ကာလို့စ်အဂူစတိုဆိုတဲ့ကစားမရှိတယ်အင်တာမီလန်ရဲ့တောင်ပံကစားမဒီဒီမာကိုရန်ဖြစ်နေတယ်ကစားအဲ့ကောင်ကောင်းတယ်ဗျာသူ့ကိုတုံးရမှာညာဘက်ချက်ဝက်စလီကတော့မစိုးပါဘူးရိုမာဝက်စလီ ်စန္ဒဘက်ကမာခီညောကအခုထိုင်ရနေလို့ဗျာမာခီညောနဲ့ဒီဂါဒရီယဖြစ်မှာဘာလို့ဆိုတော့ဘယ်လက်ဖူကိုသူကတကြောက်တော့မှာ left center back က तू ဆိုတော့ brazil ရဲ့ center back အိုက်ဖူဘက်ကနည်းနည်းလေးအားနေမယ်ဒါပေမဲ့ကွင်းလည်းအားကောင်းတယ်ပြီးတော့တိုက်စစ်အားကောင်းတယ်အဲ့ brazil ကအတိအကပဲကျွန်တော်မြင်တော့ဒီအားဒီမှာဒီ ancelotti ဖြစ်တဲ့ကြောင့်ကျွန်တော် brazil ကိုကျွန်တော်ခမန်းချင်တယ်တော်တော်လေးသဘောကျတယ်သူတို့ semi final နဲ့ minimum သွားလိမ့်မယ်ထင်တယ်ဒီ world cup မှာ ်အမေရိကန်ဝေါ်ကပ်မှာသူတို့လည်း1994မှာအဲ့မှာအမေရိကန်မှာချန်ပီယံဖြစ်မှုတဲ့အတွက်ကြောင့်သူတို့အတွက်ချမ်းရှိတယ်ဒါပေမဲ့တေချာတာကဘရာဇီးကအခုဒါတော့မှတော့ Joao Pedro ရှိတယ် Richarlison ရှိတယ်နောက် Rafinha မပါသေးဘူးကျွန်တော်ဆရာကြီးနေမှာကြံသေးတယ် Lucas Paqueta အရင်မှာရှိတယ်အများကြီးပဲရှိတယ် option တွေ so Brazil အသင်းကိုတော့ဒါအခုကိုရီးယားကို၅ခုပြတ်မှာ Chelsea ရဲ့လူငယ်ကစားသမားလေးပါခြေစွမ်းပြသွားပါတယ်အားလုံးကျေးဇူးတင်ပါတယ်